ဘောမရရဲ့ဘောဟာဘလောက်ထိတောင်တနာစရာကောင်းနေပြီလဲဆိုရင်သူရဲ့အုပ်ကြီးရဲ့နေစဉ်နဲ့အမြအဟုတ်တီးခံနေရတဲ့ခါမှာအုပ်ကြီးကိုကာကွယ်ပေးဖို့ဆိုပြီးတော့သူတို့၄အလုံးဘောမအပေါင်းအတာလောင်းနေကုန်စုပေါင်းပြီးတော့ပြည်ရဲ့ရီကိုစတင်တဲ့ခါမှာပြည်ရဲ့ရီကနေပြီးတော့ကိုရဲ့အသက်အန္တရာယ်ကိုကိုပေါ့ကယူဆိုင်ဆိုပြီးတော့ပြန်လဲဖြေကြပြီးတဲ့နောက်မှာတော့ NUG ဘက်ကိုတာဝန်ယူပေးဖို့အတွက်တောင်းဆိုလာတာကြီးအောက်ကွဲလာတာကြီးတွေ့နေရတယ်တကယ်ဘယ်ရည်စရာပဲဗျာနောက်တစ်ခုကတော့မြန်မာနိုင်ငံမှာရှိတဲ့ ော်လိုင်းကြီးကလာတွင်းနဲ့တော်လိုင်းပြီးတဲ့အချိန်မှာဤသူတွေအနေနဲ့ဖဲကျင်ပြီးတော့ရှင်းလင်းပြရမယ်ဖွေးတဲ့တိုက်ကိုလည်းဒီဗီဒီယိုလေးမှာစူးစီးတင်ပြပြီးတော့ဖွင့်လှစ်ပေးတာဖြစ်တဲ့အတွက်အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့တောင်းဆိုလိုက်ပါတယ်ဗျာ NLD ပါတီကလူတွေဒီစကားဒီလိုလှုပ်နေတာမတရားပါဘူးလို့ NLD ပါတီဝင်တွေတရားမှမပြောဘူးတော်တော်ရင်ဦးလို့ကျင်းသုံးသွားတာပဲအဲ့တော့ကျွန်တော်တို့ကတချို့နေရာတွေမှာเนาะကျွန်တော်တို့ပြောချင်တာကတံမြန်အလုပ်တွေကတော်တော်လေးကောင်းတယ်တော်တော်လေးထိရောက်တယ် ဟုတ်ကြည်တော့လေလူတွေကအောက်ရောက်နေပြီမင်းတို့អော်နေတော့မဲ့ခုချိန်ထိပြန်ပြန်မို့អော်နေတော့လောက်កောင်းမထောင်နိုင်ရအောင်လောက်လောက်မရမှာမိုက်ရိုင်းတော့အားကြီးလေဗျာမမပေါ်ကခွေပိုင်ရှင်လည်းမရှိပါဟဲ့တွင်သမ ्या လူကိုကြိုက်ဖို့သူမြဲတွေဒါသူပြန်ပိုင်နဲ့လေသူဆုံးမနဲ့မြေချင်းသေးတော့မမျိုးတော့တာကဟုံးတော့ဟဲ့ ဒါပေမဲ့ခွေကခွေခွေကခွေခွေချင်းခွေချင်းခွေလုံးလုံးတော့ဝေးဒါပေမဲ့ခွေကခွေခွေကခွေချစ်တဲ့ချစ်တဲ့ချစ်တဲ့ချစ်အောင်ဟေး ta tu ye pai na le tu so mo ne ye chen te lo ma yo do ta ta hong lo he ta be me khwe ga khwe khwe ga khwe khwe ti khwe ja khwe lo lo do he ta be me khwe ga khwe khwe ga khwe chen te po chen te

ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကို Jet Report Reaction Channel လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေ reaction မလို့သွားပြီးမှာတော့ယနေ့ match လ16ဝင်းနေ့တင်းငွေနေ့ရဲ့ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုပေါ်ပြပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးသတင်းကောင်းလေးတစ်ပုဒ်နေနေ့ကတော့ရန်ကုန်ကိုရောက်နေတဲ့စစ်ကောင်းဆောင်စစ်ခွေးမင်းအောင်လိုင်းဟာ match လ14ရက်နေ့ကတိုင်းသာယာမြို့နယ်နဲ့ match လ15ရက်နေ့မှာအလုံးမြို့နယ်မှာရှိတဲ့ Asia World စိတ်ကန်းတွေကိုသွားရောက်ခဲ့ပြီးနောက်အဖျားတက်လာလို့ရန်ကုန်မှာစစ်ကူနေရတယ်လို့သိရပါတယ် ၎င်းတော်ဟာမက်စလာ၁၄ရက်နေ့ကရန်ကုန်ကသတင်းချက်နီးပညာတက္ကသိုလ်နဲ့ရန်ကုန်နောက်ပိုင်းနီးပညာတက္ကသိုလ်တွေကိုတွားရောက်စစ်ဆေးခဲ့ပြီးနောက်မှာတော့လိုင်းသားရာကိုဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။လိုင်းသားရာကပြန်လာကြတဲ့ကနေနေနေမကောင်းဘူးတဲ့။မနေ့ကအလုံးဘက်ကအေရှာဝတ်စကန်စစ်ပြီးတော့ဖျားတက်လာလို့နားပြီးစေးကူနေရတယ်လို့ပြောကြတာတွေ့ရှိရပါတယ်။ကဲမင်းအွန်လိုင်းတယောက်နေမကောင်းဘူးဆိုတဲ့သတင်းကြားရတဲ့နဲ့ပြည်သူတွေရဲ့ဘရောင်းဆုံးတွေးခဲ့လိုက်တွေးမိလိုက်တဲ့အတွေ့အကြုံကဘာလဲဆိုတာအလုံးမှန်တော့လို့ရပါတယ်။လူတိုင်းတွေးမိတဲ့အတွေ့အကြုံကိုထင်ပါတယ်။ တက်တဲ့အတွင်းမှာတော့အာနာသိမ့်လိုက်တာတက်ချုပ်တယောက်ပဲตายပြီးအကုန်ဒုက္ခရောက်ကြတယ်လို့နောက်ွယ်မှာလိုင်သာယာလို့တယောပြီးခေါ်ဆိုနေကြတာတွေရှိလို့လိုင်သာယာကိုတွားခဲ့တာလို့လည်းတရင်းမိကပြောထားပါဗျ။မင်းအောင်လိုင်တယောက်ตายနေတယ်ပေါ့ဗျာ။တော်မူခင်နေတဲ့စစ်ခွေးမင်းအောင်လိုင်ကနေပြီးတော့ကိုအမြန်ဆုံးနေရင်နဲ့ပြန်ဖို့အစီအစဉ်နဲ့ရှိပြီးပြန်လည်အနားယူမယ်ဆိုတာကိုလည်းသိရပါဗျ။ PDF ဖြစ်စတင်ဖွဲ့စည်းခဲ့တဲ့လက်ရှိမျိုးသားညညရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနရဲ့လောက်ခံတရင်ဖြစ်တဲ့ဖေကုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်တရင်နှစ်ပြည်တုံညတုံညလျှောက်တရင်ကတရင်၄နှစ်မှု၄နှစ်ပြည့်ပြီဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါဗျ။ ။အကွန်မြူနယ်အတွင်းမှာရှိတဲ့တော်လန်လူလူတွေစုဖွဲ့ပြီးအာနာသိန်းကျမ်းပတ်စစ်တကိုလက်နက်ဆွဲကင်တော်လန်ခဲ့တဲ့လုပ်ငန်းစဉ်တွေကိုကောင်းထဲပေါ်ဆောင်ရွက်ခဲ့တာမှာအခုဆိုရင်တော့မတ်လ15ရက်နေ့က၄နှစ်ပြည့်ခဲ့တာဖြစ်တယ်လို့ပြောထားပါဗျ။ဘေဦးတော်လန်ရဲ့၄နှစ်ကျော်ကာလမှာဖဲကုံရင်းရှိပဲ PDF လက်ရှိဖဲကုံတက်တုံညာတုံညာတရင်အနေနဲ့ဖွဲ့စည်းခြင်း၄နှစ်ပြည့်ကဆက်လို့ဆက်လက်ပြီးမဟာမိတ်တများနဲ့အတူရေးရော်ပုံအောင်တဲ့အထိ တိုက်ပွဲဝင်ကတော်လန်ကြီးမှာအပြောင်မြောက်ဆုံးသမိုင်းတွေရေးထိုးသွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်။တိုင်ရင်ရဲ့၄နှစ်တာကာလအတွင်းကောင်းတူစိုးတူရှင်တွေကအချမ်းဘတ်စစ်ကောင်စီကိုတော်လန်ကင်ကြီးစစ်မှန်တဲ့ဒီမိုကရေစီရရှိရေးတွေဦးတော်လန်ကြီးတိုက်ပွဲတွင်ကြာဆုံးခဲ့တဲ့ဖဲကုံရင်ရှိချမ်း PDF လက်ရှိတည်တုံရုံရောက်ရောက်တိုင်ရင်ကတပ်ဖွဲ့ဝင်30ယောက်ရှိတယ်လို့လည်းဖဲကုံ1336တိုင်ရင်ကစိတ်မကောင်းစွာနဲ့ထုတ်ပြန်ထားပါတယ်။တနင်္လာမှာတော့စကိုင်းတိုင်းစားလင်းကြီးမြို့ပေါ်လမ်းစုံဓမယုံနီးမှာ ပြင်းပရန်ထွက်လာတဲ့အကြမ်းဖက်စစ်သားများကိုစနိုက်ပါဖြင့်ပြစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဖက်မှတေဆုံးခဲ့ကြောင်းဆိုလိုအောင်ကြီးဖွဲ့ကနေထုတ်ဝင်ကန်တခုကထုတ်ပြန်ထားပါတယ်နော်လို့စနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်တာစစ်ကွေးတကောင်တည်တဲ့စစ်ကွေးတွေကလည်းပြန်ပြစ်တော့ထိတွေ့တိုက်ပွဲ15မိနစ်လောက်ဖြစ်သွားတယ်။ဒေါ်လိုင်းရေးပေါ်တွေတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အချမ်းဘတ်ဆေးရနာရှင်ကိုမြစ်ပြတ်ချိန်မုံသွားမယ်လို့တကူတော့အောင်ကြီးပျောက်ကြား တဖွဲ့အနေနဲ့ရည်သစ္စာပြုပါတယ်နောက်ထပ်လည်းကျွန်တော်တို့တဖွဲ့တွေအနေနဲ့မြို့ပေါ်စည်းရီးတွေမှာဆက်လက်ပေါ်ဆောင်မှုရှိပါတယ်လို့တို့လိုအောင်ကြီးဖွဲ့ကတာဝန်ရှိသူတွေကပြောထားတာတွေ့ရှိရပါတယ်တို့လိုအောင်ကြီးဖွဲ့အနေဖြင့်မြို့ပေါ်စစ်စင်ရေးများဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန်ထောက်ပို့ပြည်သူများဝိုင်းဝန်းကူညီပေးကြရန်နဲ့မြစ်တာရက်ခံကြောင်းတို့တော့အောင်ကြီးတောက်ကြားဖွဲ့ကတာဝန်ရှိသူတွေကဆက်လက်ပြောဆိုထားပါတယ်ဖြစ်လိုက်တယ်ဗျာသူ့ယောက်ျားကိုလင်းကိုမတွေ့ရတဲ့သူမိမဖြစ်တဲ့တတိဆန်ကိုတုတ်တင်လိုက်တယ်ဗျာသူတို့လင်မယားယောက်ကကျွန်တော်တို့အများပြည်သူအနှံ့ထားတဲ့ပဲစပါးတွေကိုအလွဲသုံးစားလုပ်ပြီးတော့ဒါ စစ်တပ်နဲ့ပေါင်းတယ်ပေါ့ဗျာစစ်တပ်နဲ့ပေါင်းတယ်ဗိုလ်ကြီးရဲ့အနိုင်ကျင့်တယ်ပေါ့အဲ့ဒီတော့သူတို့ကတတ်တယ်ပေါ့ဗျာတတ်တယ်အော် PDF နာမည်ကမင်းကိုရှင်းပြတာလေရှင်းရှင်းလေးပြောပြီးစစ်တပ်နဲ့ပေါင်းတယ်ဒလန်လုတ်တယ်လေ PDF ရဲ့သတင်းတွေပေးတယ်အဲ့တော့ရှင်းတယ်လေဘာတွေကိုမင်းရှုပ်နေတာလဲမင်းတော့အရှင်းမကန်ချင်အရှုပ်မကန်နေနဲ့နော် PDF အန်နဲ့ GBK PDF နဲ့ဗျာသူရှုပ်နေပါထားပါစို့အဲ့ PDF တိုးပင်ကော PDF သူတို့တတ်လိုက်တယ်အဲ့တော့ဖြစ်စဉ်ကလည်းမှတ်ပါလေကျွန်တော်ဖြစ်စဉ်ကဒီ မလားဆန်နေနေပြစ်စင်ကလည်းမှန်နေရှင်းတာကလည်းမှန်နေမင်းတို့တော့တော်လိုင်းသတင်းတွေတော့ကြည်မသိရတာလေတဲ့အိမ်မှာမထွက်ရဲတဲ့ကောင်ကြီးယူမနက်7:40အချိန်ကကျုပ်ပင်ကောင်မျိုးဈေးထဲမှာရှိတဲ့ရွှေဆိုင်အကြီးကနန်းဝတီရွှေဆိုင်မှာအဲ့ဒီရွှေဆိုင်မှာအဲဒီရွှေဆိုင်ရဲ့ပိုင်ချင်အမျိုးသားကတော့တော်တော်မရှိဘူးမရှိတဲ့ကောင်အမျိုးသမီးတော့ရှိတယ်သူရဲ့အမျိုးသမီးကိုပီတဲကဝန်တပ်လိုက်တယ်အဲ့မှာပီတဲတွေဆွဆွဲနေတယ်လို့အဲသူတို့ဆွဆွဲတာကဒီကဒီလင်မယားနှစ်ယောက်ကပေစပါးရောင်းဝယ်လုပ်ငန်းရှင်ဖြစ်တယ်အတောင်သူတွေပေးတာလည်းပေးလို့သူအလွဲသုံးစားလုပ်တယ်လို့သူတို့ဆွဆွဲပြေးသားထားပါတယ် ဒီအမျိုးသားဒီရွှေဆိုင်ပိုင်ရှင်ပေါ့ဒီရွှေဆိုင်ပိုင်ရှင်လင်မယားနှစ်ယောက်ကပဲတိုင်လည်းမဟုတ်ဘူးစပားတိုင်လည်းမဟုတ်ဘူးအဲ့ဒီမျိုးမှာသူတို့လောက်တာကကျွန်တော်ရွှေဆိုင်အသေးလေးလောက်တယ်ရွှေပရင်ဆိုင်လောက်တယ်ဒီလောက်ပဲလောက်တယ်ဒီလောက်ပဲတမျိုးလုံးလိုက်မေးကြည့်ပါဒီလောက်ပဲလောက်ပါတယ်ပဲပဲစပားတိုင်အမျိုးလုံးလိုက်မေးကြည့်အကုန်ဒလန်မန်းသိတယ်မင်းတို့ပဲမသိတာအဲ့လည်းမလုပ်ဘူးပဲတိုင်လည်းမလုပ်ဘူးစပားတိုင်လည်းမလုပ်ဘူး ဘာမှမလုပ်အဲ့တော့သူတို့မသေးချာမေးရနဲ့ကျွန်တော်လူတယောက်ကိုတော်တွင်းဥပဒေအရတက်ဖြတ်ပလိုက်တယ်ဗောရတက်ဖြတ်ပလိုက်တယ်အဲ့တော့အဲ့ဒီရောက် PDF တွေကသူတို့တက်နိုင်ကြအောင်သူတို့ရဲ့ဒီ page တွေမှာသူတို့တင်ထားတယ်တင်ပြီးတော့သူတို့ဘာကြောင့်တက်ရလဲဆိုတော့သူတို့ရဲ့ဒီဖုန်းနံပါတ်ကိုဖုန်းနံပါတ်ကိုသူ message ပို့တယ် message ပို့တယ်သူ message ပို့ပုံမှာမူတီပဲဆိုတက်လိုက်တယ်ဗောရသူအဲ့လိုရေးတယ်အဲ့လိုရေးပြီးနောက်ပိုင်းအဲ့မှာရှိတဲ့ဒီမျိုးကန်တွေကသူတို့ဝိုင်းဆဲတယ်ဗောရမျိုးကန်တွေဝိုင်းဆဲပြီးတော့အဲ့ဒီ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 မလားဆန်ရည်ညပိုင်းမှာသူတို့ရဲ့တင်တဲ့အောင်ပြန်ဖြုတ်ပလိုက်တယ်ဗောပြန်ဖြုတ်ချပလိုက်တယ်ဗောပြန်ဖြုတ်ချပလိုက်တယ်အဲ့တော့တော်တော်ဆိုးတယ်ဗောဗျာတော်တော်ဆိုးတယ် အပြစ်မဲ့ပြည်သူကိုတို့ဒလန်ဆိုတဲ့ခေါင်းစဉ်နဲ့ရဲဆက်သက်တက်နေတာအဲ့တော့ဒလန်တို့ဒလန်ဆိုပြီးတော့ဆွဆွဲလူတိုင်းတက်လို့ရလာကြအောင်မေးကြတာဒလန်တို့ဆွဆွဲလူတိုင်းတက်လို့ရလာတဲ့အဲ့ဒါဆိုမင်းမအောင်မေးလိုက်လေပြည်သူတွေရွာတွေကိုဘုံကျဲတာဘာမင်းဘာလို့ဘုံကျဲနေရလဲမင်းတို့ PDF တွေတော်လိုင်းတက်တွေမင်းတို့သဘုံတွေပါဆိုပြီးတော့ကလေးတွေနဲ့အကြီးတွေကိုမင်းတို့ဘုံတွေကျဲနေတာပစ္စည်းလေးတွေကသဘုံတွေဖြစ်မလားကိုဝင်ဆောင်တွေကသဘုံတွေဖြစ်မလားမင်းတို့ရှင်းလေအေးမင်းတို့တော့မရှင်းနိုင်ဘူးမလားဒီတိုင်းတက်လို့ရလားလူတိုင်းတက်လို့ရရင်လူတိုင်းတက်လို့ရရင်ဒီဘက်ကလည်းလူတိုင်းတက်လို့ရတယ်အဲ့တော့ ခင်ဗျာမင်းတို့ဘက်ကလည်းကြိတ်နေရပဲလေနေ့စဉ်နဲ့အမြဘုံနေကြဲပြီးကြိတ်နေတာပဲအခွဲအခုမှဘာတွေကိုမင်းစိုးရိမ်နေရလဲဘာတွေကိုပူလောင်နေရလဲဘာတွေကိုကြောက်ရွံ့နေတာလဲတခါလေးကြောက်လဲကျွန်တော်တို့ဒါဒါမန်းလေးမှာဖြစ်ခဲ့တယ်မန်းလေးမှာဖြစ်ခဲ့တယ်အပြန်လာတက်ပြတ်မှုတွေမိုက်တယ်တချို့အရာတွေမိုက်တယ်ကျွန်တော်တချို့အရာကျွန်တော်တို့ဒါလူသားချင်းကိုချင်းမဆန်တာလို့ပြောတာမဟုတ်ဘူးနော်တချို့အရာတွေမိုက်တယ်တချို့အရာတွေကအဲ့ဒီလိုပြန်လုံးမှရမယ်နေတာပဲရမယ်နေတာပဲဒီအပြစ်မဲ့ပြည်သူပြားကဲသူ့ရဲ့သူ့ရဲ့သားသမီးတွေကိုလည်းကျွန်တော်တို့ရှင်းပြမယ်ရှင်းရှင်းပြမှာကသူ့အသက်ခံတာကကျွန်တော်မလာဆန်းနေနေမှာအသက်ခံရတယ် သူရှင်းမပြုံးမီဗျာ၃ရက်နေမှာအသက်ခံရတာဘလောက်ဆိုးလဲဗျာနော်အဲ့တော့သူ့မိသားစုရဲ့ရှင်းတဲ့မှာဘလောက်ဆိုးတယ်နေနေလဲအဲမင်းတို့ကိုယ့်လက်ထီမှာကိုနာတယ်မင်းတို့ရှင်ပြူပွဲကျင်းပနေတဲ့ရွာတွေကိုဘုံတွေကျဲခဲ့တယ်မင်္ဂလာဆောင်ပွဲကျင်းပနေတဲ့ဘုံကြီးเจ้าတွေကိုဘုံတွေကျဲခဲ့တယ်ရှင်ပြူပွဲပြုလို့ဘုံကထိန်တွေကျင်းပနေတဲ့ရွာတွေကိုဘုံတွေကျဲခဲ့တယ်အဲ့ဒီမှာရှိတဲ့မိသားစုတွေကမင်းတို့ဘလို့ခံစားမယ်ဆိုတော့မင်းတို့သိတယ်ပြီမင်းတို့ခုကိုယ့်လက်ကိုပူမပဲဒလန်တွေပြန်ရှင်းခံရတော့မှသူတို့မိသားစုတွေဘလို့ခံရမလဲဆိုလဲမိကုန်းမေးနေတာဤသူတွေအတွက်ကတော့ရည်စရာတစ်ခုပဲ ဒါလုံးဝမင်းတို့ပါဇက်ကထွက်လာသည်မြစကလုံးတွေကကြီးစရာတွေဖြစ်နေပြီမင်းတို့အပနဲ့မင်းတို့ရဲ့ပါဇက်ကထွက်လာသည်မြသနာပါတယ်ကျင်းနာပါတယ်ဆိုပြီးပြနေသည်မြအရာအလုံးကပြည်သူတွေအတွက်ကတော့ဟားတိုက်စရာလောင်ပြောင်စရာအခုကလွဲပြီးတော့ဒီတဲ့အဆင်ပုံမရှိတော့ဘူးဆိုတော့မင်းတို့ဘုံမတွေတိပူတို့တယ်အဲ့တော့သူတို့ဆွဆွဲတယ်ဗျာခင်ဗျာချင်းပရမတ်ဆွဆွဲချက်ပဲနိုင်စပါးနိုင်လုပ်တယ်ပြတောင်သူတွေရဲ့ပဲပဲတွေစပါးတွေကိုသူတို့ပတ်စပ်မရှင်းပေးဘူးအလွဲသုံးစားလုပ်တယ်ဒီအမျိုးသားနဲ့အမျိုးသမီးကဗရင်ဆိုင်ရွှေဆိုင်တိတိလေးပွင့်နေဗျာဗရင်လုပ်တယ်ဘာမှလည်းပဲနိုင်စပါးနိုင်တစ်မျိုးလုံးတည်တယ်အဲ့တော့ပြည်သူလူထုကသူတို့ပြေးအောင်မလဲဝင်လဲဆိုဖြုတ်ချလိုက်တယ် အဲ့ဒီမှာကျွန်တော်သူ့အောက်ကြရေးတဲ့မွေးတာကိုကျွန်တော်ဖတ်ပြမယ်သူ့အောက်ကြကိုလင်းရေးတာမရေးချင်မအောင်နဲ့မဖြစ်ချင်မအောင်နဲ့ဒါပေမဲ့ရှင်ပြူးမဲ့မောင်ရင်လောင်းတယောက်ရဲ့မိခင်တယောက်လုံးလုံးရရဆက်ဆက်တက်ဖြတ်ခံရတဲ့အပြင်ငါစကားနွားရတပုတ်လွင်လင်းပြောပြီးတော့မဟုတ်မတန်းဒါဆွဆွဲချက်တွေနဲ့ဆွချွဲမဟုတ်မဟုတ်မတန်းရဆွဆွဲချက်တွေနဲ့ပါတည်သွားသူတယောက်ပေါ့နာမည်ဖြတ်ချတဲ့မီဒီယာအပေါင်းနဲ့ GPK PDF ဆိုတဲ့ဟာတွေကိုပြောပြစေတဲ့ဒီလို ကတော်လိုင်းမကသူရဲ့မီဒီယာတွေကနေပြီးနာမည်ဖြတ်တယ်ဆိုမင်းတို့ကနာမည်ပြင်မြင့်တင်နေကွာတေချာတခုကတော့မင်းတို့နဲ့ခင်မင်းရင်းနေတယ်ဆိုတဲ့ဘလူကောင်လေးတွေဆိုအကုန်လုံးကတီးပြီးသားပါပဲဟိုထံဥပဒေနိုင်ငံတော်ကိုမထမ်းဆောင်ခြင်းဘူးလားနိုင်ငံတော်ကိုမလုပ်ချင်ဘူးလားအကြမ်းဖက်ပီဒီယာထဲကိုဝင်မလိုက်ဒါရှင်းရှင်းလင်းလင်းမှမလုပ်ချင်ကဲကြားတယ်နော်မင်းအောင်လိုက်မင်းတို့ဖျက်သည်ဖြစ်ကောင်းဖြစ်နေတယ်ဒီကောင်လူငယ်တွေအကုန်လုံးကိုတော်လိုင်းကြတဲ့ထဲဝင်ဖို့တိုက်တွန်းနေတယ်မှာပေါက်ကလုံးလက်ပါတယ်ဟာဟုတ်ရှင်ဟုတ်လားအဲ့မှာခင်ဗျငန်းငါပြပြနေချိန်တိုင်းတို့ကရောက်ပါလိုက်မယ်နော်သမ္မတဥပဒေမှာပြင်ဆင်လဲရှိပြီးတာနိုင်ငံတော်ရဲ့ပေးထားတဲ့လက်ကလည်းရှိပြီးတာ နိုင်ငံမြန်မာနိုင်ငံသားမှန်လို့ရှိရင်ဘယ်မှပြည်လို့မလို့စုမှုဆောင်တွေထားရမှာပဲနိုင်ငံကြပြင်းလဲလွတ်မှာကဲတော်လိုင်းကြတဲ့ဝင်တဲ့သူတွေကငငက်ပြက်ပြက်ပြောနေပြီမဲ့လဲတစ်ဖက်မှာကတော့ပြူစောတိတွေငက်ပြက်လို့စံနဲ့စားစီတောင်6လလောက်မှမမြင်ရတဲ့ဘဝရောက်နေပြီးတော့ပြူစောတိရောမှရှိတဲ့သူတို့ရဲ့အမေတွေဖေတွေသူတို့ရဲ့ညီကိုမောင်နှမတွေကလေးတွေအကုန်လုံးကိုတော်လိုင်းကြတဲ့တွေကပြန်လဲပြီးတော့ကဲထုတ်နေရတဲ့အနေထားတစ်ခုရောက်ရှိနေတာကလည်းဒါလက်ရှိမြေပြင်ရချင်းတစ်ခုပါပဲဒါမဲ့အော်ဂဒုံးတို့ကတော့ရာသမြပစံအကုန်လုံးကိုတီတာယူမုံမင်းငယ်ကိုပေးပို့နေပြီးတော့သူ့ရဲ့ ပြည်သူစစ်တွေကိုကြတော့တယောက်မှ9000 10000 9000 10000နဲ့လူငယ်တွေအသက်ပေးနေရတာလေလူငယ်ချင်းချင်းကိုရန်တိုက်ပေးနေဖြစ်တဲ့ဒီပေါက်ကတုံးတင်ငန်းချုံအောင်ဆောင်ပေါက်ကတုံးကိုလည်းမြန်ဆုံးရှင်းလင်းဖို့လိုရောက်အောင်ဒီနေရာကနေပြီးတော့ဆက်မှတ်တီးပေးလိုက်ပါလေစင်းစရာအကုန်ရှိပြီးသားစင်းစရာအကုန်ရှိပြီးသားကြံခဲ့တူထမ်းဆောင်မှာကြံခဲ့တူလောက်ရပါပဲဒါနိုင်ငံတော်ဝင်ချင်းပြတပီတော့ဘယ်လိုဆွဲခါပါလိမ့်ဗျတပီတော့အခုကြီးပြောသူမှုဆန်ဥပဒေနဲ့ပတ်သက်ပြီးမှ မောင်မဲကိုခေါ်မယ်ကျေးမှုတဲ့ဥပဒေနဲ့ပတ်သက်ပြီးလူငယ်တွေကနေပြီးတော့တင်ငန်းချုပ်ရောင်ဆောင်ပေါကတုံးကိုအာကုတ်ကြီးနဲ့တွားရောက်ပြီးပြောတဲ့အခါမှာပေါကတုံးအနေနဲ့ဘာတတ်နိုင်မှာလဲ။ဥပဒေတော်ငတ်ပြက်နေတာကြီးကိုဥပဒေတော်သူစော်ဒီခေါင်းဖွဲ့ပြီးတော့ဓမြတိုက်စားနေရတဲ့အခြေအနေမှာမင်းတို့ကိုဘာကူညီနိုင်မှာလဲ။မောင်ဖြူကပတ်ဆံရှိတယ်။မောင်ဖြူကချမ်းသာတဲ့ပုံကူဖြစ်နေတယ်။ရက်ကွက်ထဲမှာတော့တင်းတောင်နေနိုင်တယ်။အုပ်ကြီးကိုပတ်ဆံပေးနိုင်တယ်။မဆာဖာကိုပတ်ဆံပေးနိုင်တယ်။ဟုတ်ပြီ။အဲ့တော့မောင်ဖြူနေမှာမောင်မဲကိုအစားထိုးထည့်လိုက်မယ်။အဲ့ဒီလိုဆိုရင်ဥစဉ်ကိုပြောပါ။ဥစဉ်ကိုတိုင်း သူ့ဘာကိုကြိုက်တယ်လို့အကောင်ကြီးပြီလေဘာကောင်ကြီးဖြစ်ဖြစ်ဦးစင်းမုန်းခံပြီးပြောမယ်တော်ဦးစင်းပြောပြီဦးစင်းတို့စွမ်းနိုင်တာတော့အဲ့ဒါလည်းစွမ်းနိုင်တယ်အဲ့ဒါပဲဦးစင်းတို့ကစစ်မှုထမ်းဥပဒေနဲ့ပတ်တယ်ပြီးတတ်နိုင်တယ်နော်အဲ့တော့ခင်ဗျားဒီစစ်မှုထမ်းဥပဒေနဲ့ခေါ်မှာပဲခေါ်မှာပဲဟိုတလောကဦးစင်းဘယ်လိုပဲရဟန်းတန်ဃာတော်ဘဦးစင်းစုဖုံးဆက်တယ်ရှင်ဗျာတဲ့တပီတော့မျိုးသားကြီးမှာငကွက်ရှင်ပြောလည်းဒီငကွက်တို့လောက်ခဲ့ပါတယ်ဗျာတဲ့အခုတော့တပီတော့လည်းဒီကနေပေါ့ရွှေကိုဘက်ကနေပြေးရလွားရတယ်ပေါ့ဒီဂျန်ကုန်ရောက်နေတယ်ပေါ့ဂျန်ကုန်ရောက်နေတယ်ဗျာတဲ့ တပည့်တော်ရဲ့ရောက်ပါစစ်မှုထမ်းဥပဒေဆွဲခံရလို့ဖရားတဲ့မုံရပဲမားတဲ့ရှင်ဖရားလို့အသက်ကဘယ်လောက်ရှိလို့ဆို30ပြည့်တော်မယ်ဖရားတဲ့ရှင်ဖရားနောက်ထပ်9နှစ်ထိနှစ်နှစ်ပဲတာဝန်ထမ်းဆောင်အောင်မှာနှစ်ကြော့ပြန်စစ်မှုထမ်းလို့ရတယ်လို့ရှင်ဖရားမြို့သားကြီးလက်ထောက်ခံတဲ့ဘယ်လိုမျိုးနှစ်ကြော့ပြန်အောင်စစ်မှုထမ်းခိုင်းနေရလဲစစ်မှုထမ်းဝင်တဲ့ကောင်တွေကနေပြီးတော့လင်းမဝင်တော့တော့နှစ်ကြော့ပြန်မဟုတ်ဘူးနှစ်လာတွင်းတော့ရှိမှာမဟုတ်တော့ဘူးနှစ်လာတွင်းတော့အိမ်ပြန်ရောက်ကံကောင်းရလက်ထောက်ကနေဆိုပို့ပြီးတော့ရှင်ပြစစ်မှုထမ်းဥပဒေကိုပို့ပြီးမှရှင်ပြအနေနဲ့ပို့ပြီးမှတော့လက်ခံရအောင်ပါလို့အခုရှိတယ်ခင်ဗျရက်ွက်တွေထဲမှာကစစ်မှုထမ်းဥပဒေမဲ့ပေါက်လဲထွက်ကြည့်တယ် ဲ့တော့သခိုင်းဘက်ကိုပြေးမယ်ရန်ကုန်ဘက်ကိုပြေးမယ်လမ်းမှာပြေးမယ်ဥပမာဦးရနုချမ်းစီကျဲကအောင်မင်းလဲရက်ွက်ပေါ့ဗျာအောင်မင်းလဲအုပ်ကြီးဥမြင့်တင်ရက်ွက်ထက်ပေါ့အဲ့ဒီထဲမှာဦးစင်းတို့ကစင်မှုထံဥပဒေနဲ့ပတ်သက်ပြီးမှမင်းဒီနေ့ဒီတစ်ခေါက်တော့မင်းအလှည့်ကြတယ်မင်းလိုက်ရမယ်မင်းမဲပေါက်တယ်လိုက်ရမှာပေါ့မဲပေါက်တယ်ဟုတ်လိုက်ငတ်တော်မှထမ်းသွားမယ်အဲ့မှာအိတ်ကလေးပြေးပါပြေးပါပြီးတဲ့အခါမှာသခိုင်းဘက်ပြေးမယ်သခိုင်းဘက်ကိုပြေးသခိုင်းနာပေါက်မှာမိမယ် ဲ့လိုသကိုင်းနာပေါက်မှာမိပါလို့ရှိရင်ခမသကိုင်းရဲ့စည်ရင်နဲ့တူသွားမှာမဟုတ်ဘူးမန္တလေးစည်ရင်နဲ့ပဲတူဝင်မှာမန္တလေးအိမ်တော်စည်ရနဲ့ပဲတူချီသွားမှာပဲရှိရအောင်စုမတာဥပဒေကဒါလေးလည်းသဘောပေါက်လို့သဘောပေါက်ဖို့လို့လေနိုင်ငံခြားပြည်နဲ့လွတ်မှာမဟုတ်ဘူးစည်ရင်စရာအကုန်ရှိပြီးသားစည်ရင်စရာအကုန်ရှိပြီးသားကြံခဲ့တူထမ်းဆောင်မှာကြံခဲ့တူလောက်ရမှာပဲဒါနိုင်ငံတော်ဝင်ထမ်းဆောင်ရတာအဲ့တော့ဟိုဘက်အကြမ်းဖက် DNA ဘယ်လောက်နေနဲ့ဒီစုစမှုဆောင်ဥပဒေပဲအကုန်လုံးပေါ့နော်တို့တို့ခေါ်တာနဲ့တို့တို့ဒီမြမတမတော်ကခေါ်တာနဲ့ကျွန်တော်တို့ချိန်ပြီးမှကြည်လိုက်ပါ အရွယ်မရောက်သေးရင်စမုထံဥတွေလုံးဝလုံးဝမခေါ်ပါဘူးဆက်ရှင်နေမှာမပြည့်ဆက်ရှင်နေမှာမကြောလုံးဝလုံးဝစမုထံဥတွေကိုမခေါ်ပါဘူးမပြည့်ရင်ကိုပြန်လွတ်ပေးမှာပါမိဘကိုလုံကျွေးနေတယ်ဒီတားတယောက်ပဲရှိရဆိုလဲလုံးဝလုံးဝမခေါ်ပါဘူးလုံးဝလုံးဝမခေါ်ပါဘူးတို့မှာကျမ်းမာရေးချွင်းနေတယ်ဘီဖို့စီဖို့ယောဂတခုခုရှိနေလုံးဝလုံးဝမခေါ်ပါဘူးညနေပြီမခေါ်ဟိုမှာကြာကြာနာစီကန်းနဲ့ဥပဒေနဲ့စစ်စစ်ပါတယ်အဲ့ဒီလိုတွေစစ်စစ်လိုပဲပြန်လာတဲ့သူတွေလည်းအများကြီးပါနော်အဲ့တော့ဥစဉ်တော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးငွေကြီးနဲ့ရှောက် ။မင်းကလမ်းမှာသွားနေတဲ့ကလေးတွေကိုလုံးခွေးဆွဲသူလိုဆွဲနေရတော့လိုက်ပြီးစီစစ်နေသေးတယ်။၂000တရုတ်ပါကင်ထုတ်တိုက်ရရင်ပြစ်ချခံရတာ။နော် FNC ပကုံးတန်းနဲ့ပြစ်တာ။နော်ဒီတော့တော့၄000ပြစ်ချခံရပြီဆိုရင်ခင်ဗျ၄000ပြစ်ချခံရတော့တဲ့အထီးကိုဟမ်အဲ့ဒါမဟုတ်ဘူးလို့ခင်ဗျားတို့သတင်းပုံးပါလား။ ခမရတော့ဖုံးနေဘောကပေါ်လေပဲခင်းတိတို့ဘာတို့ကနေတင်နေပဲအရာတော့တမတော်ဟာကြီးပဲပေးဆက်နေရတာနော်အဲ့ဒါတမတော်ဟာပေးဆက်နေရတော့မခံနိုင်လို့ဥမာလိန်ပြချခံရတယ်မင်းတို့သိလားဘာနဲ့ပြည့်လဲမင်းတို့သိလားအချိန်ဒီမင်းတို့မပြောပါနဲ့ဟုတ်လားဖြူဝါပါတို့အာအဘပြမှာပါတို့အဘလုံးမှာပါတို့မင်းမေးလားကျွန်တော်တို့တခုပြောချင်တာကနိုင်ငံတော်နောက်ဆက်ကဝန်ကြီးချုပ် အဘကာချုပ်ကြီးဦးမရောက်နိုင်ဘူးကျွန်တော်ပြောချင်တာကဆင်းရဆင်းနေရပါပဲနေရဗျ။အင်း။ခြင်သိရခြင်သိနေရပါပဲနေတယ်။ခွေးရခွေးနေရမှာနေတယ်။တိုက်တိုင်းပေးနေရတာလေ။လောက်ကန်တိုင်းလောက်ကန်ပေးရပြန်ပြီ။ကိုကန်တိုင်းကိုကန်ပေးရပြန်ပြီ။တိန်ဒီတိုင်းတိန်ဒီပေးရလိုက်ရပြန်ပြီ။တိုက်ပွဲတိုက်ခွဲပွင့်တာတို့။ဒီငါရဲ့ပြူဟာမူးတွေငါရဲ့တက်မမူးတွေခင်ဗျားတို့တက်မမူးတွေတော့ပါရရမဟုတ်ဘူးလားအခု။ ခမားတို့တက်မှဘူးလေတော့ခမားတို့ကာကွယ်ဦးကြီးအကြောက်ပေါ်မှာတစ္ဆာဆောင်းသိလို့လားဟမ်ပြောစမ်းပြောလားစမ်းခမားမူတွေပြတဲ့ဘုံမူကျောင်းအစင်တော်ခမားတို့ကာကွယ်ဦးကြီးအကြောက်ပေါ်မှာတစ္ဆာတစ္ဆာဆောင်းဆောင်းသိလားလို့အဲအလုံးပဲဒါတွေကတော့ဘောမတွေရဲ့လက်ရှိနေသားတွေဖြစ်ပါတယ်သူတို့တွေကတော့နေ့စဉ်လောင်နေရလွယ်ပြီးကျန်တဲ့နေလမ်းကြောင်းမရှိတော့ပါဘူးလောင်မယ်ပြီးရင်တော့ကျုံခံရတော့မှာပါ နဲ့တူအောင်မတိုက်ပါလေဆိုတဲ့အကြောင်းလေးကိုကျွန်တော်လေ့လာထားသမျှတုံ့တက်တင်ပြပေးပါပါမယ်။လက်ရှိအခြေအနေမှာလက်ရှိစီရင်ခင်းခြင်းမှာတက်မတော်ဘောချစ်ခင်ယုံကြည်လေးစားထောက်ခံကြသူအချို့ကအားမရကြပါဘူး။အားမလို့အားမရဖြစ်ကြတယ်လို့ပဲပြောရပါမယ်။ဘာကြောင့်လဲဆိုတော့မြမတက်မတော်ဟာတချို့နေရာတွေမှာဆစ်ရှုံးနေမြမတက်မတော်သားတွေ ချို့နေရာတွေမှာအဖန်ခံရတယ်တချို့နေရာတွေမှာထွက်ပြေးရတယ်တချို့နေရာတွေမှာတုံ့ပန်းဖြစ်ဖန်စီခံကြရတယ်။ဒါကြောင့်မို့တိုက်ပွဲတွေမှာစစ်ကိုစစ်နဲ့တူအောင်ပြက်ပြက်သားသားတိုက်တဲ့နယ်ချမ်းချမ်းတန်းတန်းကြိုက်တဲ့နယ်လို့ယူဆနေတဲ့အယူဆကတစ်ဖက်ဒီချိန်မှာထိနေနေနေကြိုက်တဲ့နယ်လို့ယူဆတဲ့အယူဆကတစ်ဖက်တမလို့ထောက်ကန်သူတွေကြားထဲမှာပဲဖက်တစ်ဖက်ခွေပြနေပါတယ် ကျွန်တော်ကတော့ဘယ်ဘက်မှာပါတယ်ဆိုရင်ကျန်ရတန်းတန်းမကင်တွေပဲထိမ့်ထိမ့်သိမ့်သိမ့်ကင်တွေသိမ့်တယ်ဆိုတဲ့အယူဆကိုပဲကျွန်တော်လက်သင့်ခံပါတယ်ဥပမာလေးတစ်ခုကျွန်တော်ပြောပြပါမယ်ဘယ်ကောင်းဆောင်မဆိုဘယ်နိုင်ငံကြီးကောင်းဆောင်မဆိုဘယ်စစ်ကောင်းဆောင်မဆိုသူတို့ချုပ်တဲ့အချိန်မှာနာမည်ကောင်းပဲလူချင်းပါပါနာမည်မကောင်းတာမျိုးတမိုင်းမလှတာမျိုးဘယ်သူမှဖြစ်ချင်ရမှာမဟုတ်ပါ သို့တော်ညာလည်းလက်ရှိအခြေအနေမှာတိုက်နေရတာကနိုင်ငံညာနဲ့မဟုတ်ပါဘူးအခြားသောတိုင်းပြည်နဲ့မဟုတ်ပါဘူးကိုယ်နိုင်ငံတွင်မှာပေါ့ပွားရှင်တန်နေထိုင်တဲ့ကိုယ်တိုင်းကလူမျိုးစုတွေနဲ့တိုက်ခိုက်နေကြရတာပါဒါကြောင့်မို့တချို့နေရာတွေမှာတပ်မတော်နေနေတပ်မတော်ခေါင်းဆောင်တွေအနေနဲ့ထိမ့်သိမ့်သိမ့်ကင်တွေကြရပါတယ်ကျွန်တော်ပြောတဲ့ဥပမာလေးဆိုတာ ဲဘောမာရီရောထင်းထင်းထင်းကင်တွေတွေပြောနေတာသူတို့စစ်ကောင်းဆောင်မင်းအောင်လိုင်ကတော့ဘုံတွေကျဲပြီးတော့ပြည်သူတွေကိုနေစဉ်ရက်ဆက်ဒုက္ခပေါင်းမျိုးစုံပေးနေတာပါဗျာ။ဘာပြောဒီကောင်တွေဘလို့ပဲရှိရကာစီကာစီပြောနေပြောနေဒီကောင်တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့မင်းအောင်လိုင်ကိုမရှင်းခင်မှာဒီကောင်တွေတို့အရင်ရှင်းရမှာပါပဲ။ကျွန်တော်ပြောပြမယ်။အေးအေးဆိုတာရခိုင်လူမျိုးတွေကိုပူစားပြုတဲ့တက်မတော်တရက်လိုပဲသဘောထားလိုက်ကြတာပေါ့။ဟုတ်ပြီကျွန်တော်တို့ကအခုချိန်မှာတက်မတော်ကြီးကြီးတွေတက်မတော်ခေါင်းဆောင်တွေဟာ စစ်ပွဲကိုတက်ပြတ်သားသားမကင်ွယ်လို့အမလို့အမရဖြစ်နေကြတယ်ပြပြတ်သားသားကင်ွယ်စေခြင်းလေခုလက်ရှိအေးအေးမှာဖြစ်နေရတာဆိုရင်ရခိုင်မျိုးတွေနဲ့ကျွန်တော်တို့တွေတိုက်ပွဲဖြစ်နေတယ်ပေါ့ခုဆိုရင်ရခိုင်ဒေသကစစ်ဆောင်လာကြတယ်ရခိုင်မျိုးတွေအများကြီးရှိပါတယ်အဲ့ဒီအချိန်မှာတိုက်ပွဲကိုစစ်ပွဲကိုပြပြတ်သားသားတိုက်စီခြင်းတဲ့သူတွေအနေနဲ့ကိုမျိုးကိုရွာကိုဒေသကိုစစ်ဆောင်လာတဲ့ ရခိုင်လူမျိုးတွေပေါ်မှာဟာမင်းတို့လူမျိုးတွေကြောင့်မင်းတို့လူမျိုးတွေတီထောင်ထားတဲ့တက်မတော်ကြောင့်မတို့တက်မတော်သားတွေဒုက္ခရောက်ရတယ်ကွဆိုပြီးတော့ဘယ်သူကများစစ်ပွဲကိုရှောင်ပြီးတင်းရှောင်လာတဲ့ရခိုင်လူမျိုးတွေကိုရချင်းသိရှိပါမလဲထိုးရင်သိရှိပါမလဲတက်ချင်းသိရှိပါမလဲစစ်ပွဲကိုတင်းရှောင်လာတဲ့ရခိုင်လူမျိုးတွေဆိုတာကိုလေဒီဘက်မှာရှိတဲ့လူတွေမှမဟုတ်ဘူးမင်းတို့ပြည်မမှာရှိတဲ့ဗမာတွေကုံတုံးကလက်ခံပြီးသားဟောလဲဆိုတော့ မင်းတို့ကိုချစ်နေတာမင်းတို့စစ်တပ်ကဘာမင်းအောင်လိုက်ကိုချစ်နေတာတတိုင်းပြည်လို့လို့ထင်းမနေနဲ့မင်းတို့ဘောမတွေပဲရှိတာ